ဘရာဇီးဘောလုံးအဖွဲ့ချုပ် CBF ဟာရီယက်တင်နီးပြအန်ဆလော်တီကိုဘရာဇီးလက်ရွေးစင်အသင်းနီးပြအသစ်ဖြစ်ခန့်အကြောင်းကြေညာခဲ့ပါတယ်။ယာတီကိုမာရီယက်အသင်းကထွက်ခွာမဲ့အန်ဆလော်တီဟာဘရာဇီးလက်ရွေးစင်အသင်းကိုလာလီကာဘောလုံးယာတီအပြီးမေလ26ရက်မှာတရားဝင်စတင်ကင်တွေ့သွားမှာပါ။အန်ဆလော်တီဟာဘရာဇီးလက်ရွေးစင်အသင်းရဲ့ပထမဆုံးနိုင်ငံခြားသားနီးပြအဖြစ်လည်းမှတ်တမ်းဝင်သွားခဲ့ပါတယ်။ရီယက်တင်ကိုနှစ်ကြိမ်ကင်တွေ့ခဲ့တာမှာစူပလာပေါင်း15ခုရယူပေးနိုင်ခဲ့တဲ့အန်ဆလော်တီဟာ ပြီးကြတဲ့လာလီကာပွဲစဉ်မှာဘာစီလိုနာအသင်းကိုအရေးနိုင်ပြီးတဲ့နောက်ရီယယ်အသင်းကနေထွက်ခွာဖို့ဖြစ်လာခဲ့တာပါဘရာဇီးဘောလုံးအဖွဲ့ချုပ် CBF ကနီးပြတဲ့အန်ဆလော့တီကိုနှွေးထွေးစွာကြိုဆိုပြီးသူ့ရဲ့ဥဆောင်မှုအောက်မှာအောင်မြင်မှုခေတ္တကိုမျှော်လင့်ကြောင်းထုတ်ပြန်ချက်တွေမှာဖော်ပြထားပါတယ်အဲ့ဒီပြင် CBF ကစာချုပ်ကြံရှိနေတဲ့အန်ဆလော့တီကိုထွက်ခွာဖို့အစီအပြောင်ပြုလုပ်ပေးခဲ့တယ် ရီယဲအသင်းအကြီးအကဲ PS ကိုကျေးဇူးတင်ကြောင်းလည်းပြောထားတာပါ။အန်ဆလော့တီနဲ့ရီယဲအသင်းရဲ့အစားချုပ်ဟာ2026ခုနှစ်ဇွန်လအထိတက်တန်းရှိနေတာဖြစ်ပါတယ်။အန်ဆလော့တီဟာပြီးခဲ့တဲ့မလကထုတ်ပယ်ခံခဲ့ရတဲ့နီးပြဟောင်းဒိုရီဗယ်ဂျူနီယာရဲ့နေရာမှာအစားထိုးဝင်ရောက်ပြီးဘရာဇီးနီးပြအသင်းအဖြစ်တာဝန်ယူသွားမှာပါ။ဘရာဇီးတင်ဟာ2026ကမ္ဘာဖလားခြေစစ်ပွဲတောင်အမေရိကဆုံးမှာအမပေးစရာအဆင့်၄နေရာရပ်တည်နေပြီးခြေစစ်ပွဲတိုက်ရိုက်အောင်မြင်ဖို့အခွင့်အရေးရှိနေတာဖြစ်ပါတယ်။အဆလော့တီယာဘရာဇီးအသင်းနီးပြတဲ့အဖြစ် ဂျွန်လာထဲမှာကစားမဲ့ပါရာကွေးနဲ့အီကွေဒေါအသင်းတို့ပွဲတွေကိုသူ့ရဲ့ပထမဆုံးပွဲတွေအဖြစ်စတင်ကြိုင်တွေ့မှာပါ။အန်ဆလော့တီယာသူ့ရဲ့နှစ်ပေါင်း30ကြာနီးပြပွဲမှာရီယယ်အသင်းအပါအဝင်ဂျူဗင်တက်စ်၊အေစီမီလန်၊ PSG ၊ဘိုင်ယန်မြူးနစ်နဲ့ဥရောပထိပ်တန်းအသင်းအချို့ကိုကြိုင်တွေ့ကအောင်မြင်မှုအများပြားရောက်နိုင်ခဲ့တာဖြစ်ပါတယ်။